်ဒီမှာဒီမှာမင်းတို့ကိုအင်မတန်စေတနာရှိလုံလုံတလုံးပေးလိုက်တာနော်ငါပစ္စည်းဆိုရင်နှမ်းတစ်စိတောင်မှမတူဘူးမှာပေးတာမဟုတ်ဘူးကွာကြားလားအရှင်ဘုရားကျောင်းထဲကအပင်တွေကလည်းတဲဆုံးတယ်နော်အဲ့ဒါကျောင်းကောင်းရင်ပြင်းနေပေါက်တာအပင်ကြီးကဘာပင်ကြီးလဲဖေဟာဟာအဲ့ဒါပိန်းနေပင်လေကွာပိန်းနေပင်တော့မင်းတို့မမြင်ဘူးကြောက်လားပိန်းနေပင်ဆိုတာတပည့်တော်တို့ပြေကြားတော့မကြားဘူးပါဘူးဖေဟာဒီပင်ကအရွက်စားရတာလားဖေဟာ အတီးကတော့အဆူတွေနဲ့ဆိုတော့စားလို့ရမှာမဟုတ်ဘူးနော်ဖေဟာမင်းတို့ကညံကောင်းတဲ့လောက်ထုံလုံးအလုံးပါလေကွာပိန်နေသည်ဆိုတာမှဲ့ရွှမ်းပြီးတော့အနှံ့အသက်ကမှုစားလို့ရလေအရသာရှိတာပေါ့ကွာပိန်နေသည်တဲ့မင်းတို့စားဖို့ရမတူပါဘူးကွာမှန်ပါဖေဟာတပည့်တော်တို့မစားဘူးပါဘူးဖေဟာအေးဒါဆိုလဲနောက်ကလိုက်ခဲ့ကြကွာဤတို့ဖြစ်ဖုံတော်ကြီးမှာပိန်နေပင်နာတို့သွားလျက်ပိန်နေသည်တလုံးအားခူး၍ပေးလိုက်လေတော့သည် ်ဒီမှာဒီမှာမင်းတို့ကိုအင်မတန်စေတနာရှိလုံလုံတလုံးပေးလိုက်တာနော်ငါပစ္စည်းဆိုရင်နှမ်းတစ်စိတောင်မှမတူဘူးမပေးတာမဟုတ်ဘူးကွကြားလားကျေးဇူးကြီးမားလားကြောင်းပါဗျာဤတို့ဖြင့်ဖုံတော်ကြီးအားနှစ်ယောက်သားဥချကတော့ကပိနေသည့်တလုံးကိုကင်လေကျောင်းပေါ်မှပြန်လာလေတော့သည်ဒါစကတောင်စားရဲ့အကြံပဲကွာဟုတ်တယ်လေဒါကြောင့်ငါတို့သုံးယောက်ဝေစားကြတာပေါ့ကွာ ဤသို့ဖြင့်အခြားကျောင်းသားများမတွေ့နိုင်သောနေရာတွင်စကတောင်သားနှင့်အတူသုံးဦးသားအဝအပြေးစားကြလေတော့သည်။ပိန်နေသည်မှာအိမ်မာသည်လည်းဖြစ်ပြန်အနံ့ရလာနှင့်လည်းပြည့်စုံရဲ့ချိုလာသောကြောင့်အလွန်ပင်ကရင်တွေ့နေကြတော့သည်။စားတော့ပြီးသောအခါငလက်တို့ကစားလို့တော့တိတ်ကောင်းနေခွာထပ်ပြီးစားကျင်သေးတယ်ကွာ။မင်းကလေကွာကုံနေမှဘလို့လို့ထပ်စားလို့ရနိုင်တော့မှလဲကွာ။မင်းတို့နောက်ထပ်တကယ်စားကျင်သေးတာဆိုရင်တော့ငါ့မှာအကြံရှိတယ်ကွာ။ဖြစ်နိုင်ရင်လှုပ်ဆန်းမှာစကတောင်သားရအောင်။ ကောင်းပြီလေဒါပေမဲ့မင်းတို့ငါအတွက်တော့ယူလာနိုင်ကြမှာမဟုတ်ဘူးကွာဘာပဲဖြစ်ဖြစ်မင်းတို့ဟိုမာတင်စားလို့ရအောင်ငါအကြံပေးမယ်